မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာမန္တလေးဥပိုလ်ထောင်အတွင်းမှာမတရားဖမ်းဆီးချုပ်နှောင်ခံထားရစဉ်ကာလအတွင်းမှာပဲကွယ်လွန်ခဲ့တဲ့အတွက်မြို့သားညီညွတ်ရေးအစိုးရကမိသားစုနဲ့ထပ်တူဝမ်းနဲ့စိတ်မကောင်းဖြစ်ရပါတယ်။အကြဖတ်စေအုပ်စုလက်အောက်ခံအကျဉ်းောင်တွေမှာ ကျမ်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မရရှိမှုနဲ့ဖိနှိပ်မှုတွေကြောင့်နိုင်ငံရေးအကျဉ်းသားတွေအသက်ဆုံးရှုံးနေကြရတဲ့ဖြစ်စဉ်တွေရှိနေပါတယ်။ဥပိုလ်ထောင်မှာ2024ခုနှစ်အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်းမှာပဲမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်တက်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးဝင်းခိုင်နိုင်ငံရေးအကျဉ်းသားကိုစိန်လင်းခေါ်အငယ်လေးတို့၃ဦးဆက်တိုက်တည်ဆုံခဲ့ကြရပါတယ်ဒါ့အပြင် မန္တလေးဥပိုလ်ထောင်တစ်ခုထဲမှာပဲမတ်လ28ရက်နေ့တုန်းကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလေးကြီးကြောင့်နဲ့စေကူတရဲ့နှောင့်နှေးမှုတွေကြောင့်မတည်ဆုံနိုင်မဲနဲ့တည်ဆုံခဲ့ကြတဲ့နိုင်ငံရေးအကျဉ်းသား90ကျော်ရှိခဲ့တယ်လို့သိရပါတယ် နိုင်ငံကောင်းဆောင်နေဖြစ်တဲ့နိုင်ငံတော်သမ္မတဥက္ကဋ္ဌနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စန်းစုကြည်တို့ဟာလည်းအကြမ်းဖက်စစ်တပ်ရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုကိုခံထားရပြီးလုံလောက်တဲ့စေဝါကူတမှုတွေရရှိမနေတာကြောင့်ဒီနိုင်ငံကောင်းဆောင်နေတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ်ကိုမျိုးသားညိုရေးအစိုးရအနေနဲ့အထူးပဲစိုးရိမ်မကင်းဖြစ်မိပါတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့လက်အောက်ခံအကျဉ်းတော်တွေကအကျဉ်းဥစည်းအရာရှိတွေနဲ့တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ်ရက်ဆက်စွာပြုမှုဖိနှိပ်နေတဲ့လုပ်ရက်တွေအတွက်တာဝန်ယူတာဝန်ခံကြရမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။မြန်မာတပ်ကရ1389ခုနှစ်ဝါဆိုလာဇန်းတရက်နေ့2025ခုနှစ်ဇွန်လ25ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့သခိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ပြစ်စမပုံမှန်အစည်းအဝေးကနေပြီးတော့သခိုင်းဖက်ဒရယ်ယူနစ်ရဲ့ဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တဲ့အတွက်မျိုးသားညွရေးအစိုးရအနေနဲ့အထူးပင်ဝမ်းမြောက်ကုန်ကြောင်းထပ်လောင်းပြောကြားလိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီဘရင်ယန်အစိတ်ပိုင်း1အခန်း8အပိုက်52အရာစကိုင်းဖက်ဒရယ်ယူနစ်အတွင်းကပြည်သူအကျိုးစီးပွားကိုဆောင်ရွက်ဖို့အတွက် ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးမှန်တိုင်းတွေပုံမပီပြင်းစွာပေါ်ပေါက်လာစေဖို့ရည်ရွယ်ပြီးစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေနဲ့ပြည်အောင်စုအစိုးရဖြစ်တဲ့အမျိုးသားညွရေးအစိုးရအပါအဝင်ဒေသအခြေပြုတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးအခုလိုကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတရက် ရေးဆွဲနိုင်ခဲ့တာဟာ မကြခင်ဖြစ်လာမဲ့သခိုင်းဖက်ဒရယ်ယူနစ်အစိုးရတရဲ့ပေါ်ပေါက်ရေးအတွက်လိုအပ်တဲ့အခြေခံအုတ်မြစ်ကိုချမှတ်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။အတည်ပြုခဲ့တဲ့ဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်းဆက်ရှိမှာပြည်တော်စုနဲ့ဖက်ဒရယ်ယူနစ်အစိုးရအာဏာခွဲဝေကျင့်သုံးခြင်းကိစ္စကိုထည့်သွင်းရေးဆွဲထားပြီးတော့ပြည်တော်စုအာဏာဖက်ဒရယ်ယူနစ်အာဏာပြည်တော်စုနဲ့ဖက်ဒရယ်ယူနစ်ထပ်တူပြုအာဏာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအာဏာစတဲ့ပြည်တော်စုအစိုးရနဲ့ဖက်ဒရယ်ယူနစ်အစိုးရတို့ရဲ့ အာနာခွဲဝေမှုပုံစံတွေကိုဇယားလေးခုနဲ့ထည့်သွင်းရေးဆွဲနိုင်ခဲ့ခြင်းဟာလက်ရှိတော်လှန်ရေးကာလအတွက်သာမကအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးကာလအတွက်ပါအင်မတန်အမှအရေးကြီးတဲ့စံနမူနာကောင်းတစ်ခုဖြစ်ကြောင်းအလေးထားပြောကြားလိုပါတယ်။ဖက်ဒရယ်ယူနစ်နဲ့ပြည်ထောင်စုအစိုးရကြားအခုလိုအပြန်အလှန်တိမတ်ပြုတ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုနိုင်ငံရေးဒလိတွေကိုပုံမှုခိုင်မာလာအောင်မဖြစ်မနေအားထုတ်ကြိုးပမ်းသွားကြဖို့လွယ်ကြောင်းကို မြို့သားညူရေးအစိုးရအနေနဲ့အလေးနဲ့ရှုမြင်တယ်လို့ပြောကြားလိုပါတယ်။အကြံပေးဆေးဥစုဟာပြည်သူစံနာနဲ့ဆန့်ကျင်ပြီးတရားမဝင်တူယောင်ရွေးကောက်ပွဲတစ်ခုကိုအတင်းအကျပ်ပြုလုပ်နိုင်မှုစိုင်းပင်းနေတာကိုတွေ့ရပါတယ်။အချက်လက်တွေအရအကြံပေးဆေးဥစုပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်တူယောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ဆိုပြီးမှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီတွေဟာ2020အထွေထွေရွေးကောက်ပွဲမှာပါတီအားလုံးပေါင်းရင်တော့ပြည်အောင်စုလွှတ်တော်နေရာဆယ်ရာခိုင်နှုန်းပြည့်အောင်အနိုင်မရရှိခဲ့ကြတဲ့ လူလူထောက်ခံမှုမရှိသောနိုင်ငံရေးပါတီတွေဖြစ်ပါတယ်လူလူထောက်ခံမှုရှိတဲ့နိုင်ငံရေးပါတီတွေကိုနီလန်းပေါင်းစုံနဲ့ဖိနှိပ်ထားပြီးလူလူထောက်ခံမှုမရှိတဲ့ပါတီတွေနဲ့ဟန်ပြပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်တူယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမျိုးသားညွတ်ရေးအစိုးရရဲ့ယက်တီချက်နဲ့သဘောထားတွေကိုထက်လောင်းပြောကြားလိုပါတယ်ပြည်သူအာဏာကိုမတရားသိမ်းယူဖို့ကြိုးစားနေတဲ့တရားမဝင်စစ်အုပ်စုဟာရွေးကောက်ပွဲကျင်းပပိုင်ခွင့်အခွင့်အာဏာမရှိပါဘူး 2020ရွေးကောက်ပွဲရလဒ်ဟာနိုင်ငံရေးရတရားဝင်မှုရှိနေသေးဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲရလဒ်အရပေါ်ပေါက်လာတဲ့ဥပဒေပြည်ရေးမှန်တိုင်းအုပ်ချုပ်ရေးမှန်တိုင်းတွေဟာအခိုင်အမာတည်ရှိနေပါတယ်။ပြည်သူလူထုရဲ့သဘောဆန္ဒနဲ့ဆန့်ကျင်ပြီးတရားမဝင်အတူရောင်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်ခြင်းဖြင့်ပြည်သူအချုပ်အခြာအာဏာကို မတရားရယူရန်ကြိုးစားခြင်းဖြစ်ပါတယ်။2021ခုနှစ်မတ်လ30ရက်နေ့မှာပြည်ထောင်စုတော်ကိုစားပြုကော်မတီ CRPH က 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်တာကြောင့်ဒီအခြေခံဥပဒေအတိုင်းလှုပ်ဆောင်လျက်ရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့လုံရက်မှန်သမျှဟာတရားဝင်မှုမရှိတဲ့ဥပဒေမဲ့လုံရက်တွေသာဖြစ်ပါမယ်။ဒီတရားမဝင်တွေ့အောင်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုပြေလည်စေမဲ့ထွက်ပေါက်မဟုတ်ပါဘူး။ဒေါ်လာရင်းအင်အားစုတွေအနေနဲ့လည်းမိမိတို့ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ Federal Democracy Brain ညာနဲ့နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်းဆက်လက်ရည်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူလူထုတရက်လုံးအနေနဲ့လည်းအကြမ်းဖက်စစ်အုပ်စုကပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်အတုရောင်ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲဝိုင်းဝန်းစန့်ကျင်ကြဖို့တိုက်တွန်းလိုပါတယ်။အကြမ်းဖက်စစ်အုပ်စုဟာတရားမဝင်အတုရောင်ရွေးကောက်ပွဲမလုပ်ခင်မှာအတုရောင်ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုကိုလည်းပုံဖော်လှုပ်ဆောင်လာတာတွေ့ရပါတယ်။အကြမ်းဖက်စစ်အုပ်စုဟာထောက်ခံသူလူတစုနဲ့အတူငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကိုလူကြားကောင်းုံသုံးပြီးဟန်ပြဆွေးနွေးပွဲတွေလုပ်နေချိန်မှာပဲ တစ်ဖက်မှာလည်းပြည်သူလူထုအပေါ်ရရဆက်ဆက်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်မှုတွေကိုဇက်တိုက်ဆိုလို ကျူးလွန်နေတာဖြစ်ပါတယ်။အကြမ်းဖက်ဆဲအုပ်စုဟာသခိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဂျွန်လ20ရက်နေ့အတွင်းငလျင်တန်တင့်ဒေသတွေအပါအဝင် နိုင်ငံတကာတလျားမှာဒေသောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း982ကြိမ်ကျူးလွန်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အမျိုးသမီးနဲ့ကလေးသူငယ်တွေအပါအဝင်အရသာပြည်သူ608ဦး ေဆုံးခဲ့သလိုထိခိုက်ဒဏ်ရာရရှိသူ1308ဦးရှိခဲ့ပါတယ်။ကျမ်းမာရေးစောင့်ရှောက်မှုပေးရတဲ့အဆောက်အဦတွေနဲ့စာတင်ကြောင်းတွေလည်းဖျက်ဆီးခံခဲ့ရပါတယ်။ဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေရဲ့တရားခံအရင်းအမြစ်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ခြုံငင်းရေးကသာလျှင်စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဆောင်ယူနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုတရက်လုံးရောနိုင်ငံတကာအဖွဲ့အစည်းတွေကရောအကြမ်းဖက်စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲအပါအဝင်အတူရောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ီလုပ်ငန်းစဉ်တွေမှာပါဝင်နေကြသူတွေအားလုံးကိုတော်လန်ဆန့်ကျင်ကြဖို့တိုက်တွန်းနှိုးဆော်လိုပါတယ်။အကြံဘတ်စစ်တပ်ဟာစေယုံတွေစေပေးကန်းတွေကို ပြစ်မှတ်ထားပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတာကြောင့်စွန်မိုးထိန်ချုပ်နယ်မြေတွေမှာပြည်သူလူထုကိုဘေးကင်းနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့မြို့သားညွရေးအစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနက Safe Hospital Safe Hegel Campaign ကိုပြုလုပ်ခဲ့ပါတယ်။ဒီ campaign ဟာရည်မှန်းထားတဲ့ပမာဏထက်များစွာကျော်လွန်ရရှိခဲ့ပါတယ်။ ဒီအတွက်ပါဝင်ပေးခဲ့ကြသူတဦးတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။လက်ရှိအချိန်မှာစေယုံအချို့ကိုစတင်ပြီးတော့စောက်လုံနေပြီဖြစ်ကြောင်းလည်းအသိပေးလိုပါတယ်။မြို့သားညွေရေးဆိုရပညာရေးဝန်ကြီးဌာနအနေနဲ့စုံမထိန်ချုပ်နယ်မြေတွေအတွင်းဖွင့်လှစ်တင်ကြားနေတဲ့အကြောင်းတွေကိုဘေးရန်နေအကင်းရှင်ရေးအစီအမံတွေဆောင်ရွက်နေစဉ်အတွင်းခိတ္တယာယီရန်နာထားဖို့ညွှန်ကြားချက်အမှတ်တင့်မြင့်ဆောင်2025ကိုထုတ်ပြန်ပြီးညွှန်ကြားခဲ့ပါတယ်။ ကျောင်းဖွင့်ရာသီမှာကျောင်းသူကျောင်းသားတွေရဲ့ပညာသင်ကြားခွင့်ကိုမဆုံးရှုံးစေဖို့အတွက်စာသင်ကျောင်းတွေမှာဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေဆောင်ရွက်လျက်ရှိပါတယ်။ဆောင်ရွက်ပြီးစီးမှုအခြေအနေတွေပေါ်မူတည်ပြီးကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်မှုကိုလည်းစီစဉ်ဆောင်ရွက်နေပါတယ်။ကျောင်းသူကျောင်းသားတွေဘေးအန္တရာယ်ကင်းရှင်းစွာပညာသင်ကြားနိုင်ရေးဘေးကင်းလုံခြုံတဲ့စာသင်ကျောင်းတွေဆောက်လုပ်နိုင်မှုအတွက် Safe School Safe Education ရမုံဝေရှာဖွေရေးအစီအစဉ်တစ်ခုကိုလည်းမကြခင်မှာပြုလုပ်သွားဖို့ရှိပြီးတော့ထပ်မံပူးပေါင်းပါဝင်ပေးကြဖို့လည်း မေတ္တာရက်ခံဖိတ်ခေါ်လိုပါတယ်ဒီတစ်ခါတော့အစည်းအဝေးကိုဒီမှာပဲညှနာပြစီအရေးတော်ပုံမုတ်ချအောင်ရမည်